ဆရာကြီးမင်းသင်္ခါရဲ့ပုံနာပကွန်အီစာဥက္ကုဖတ်ရှုခွင့်ပြုပါရယ်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်22မင်းတို့ရောမင်းတို့ရဲ့မြောက်ပါတွေရောအဆက်ကွဲတော့မယ်ဟုခြေကူစေကပြောလိုက်လေသည်ထိုချိန်၌ပင်ရာဆွေးအုပ်တယောက်ကမင်းကြီးတို့ကြွကြပါအောင်ခင်ဗျာအမှုမှာရေးကြီးတဲ့တက်တည်ရောက်လာပါပြီဟုခေါ်လေမင်းကြီးနှုတ်ဦးလဲရာဆွေးအုပ်နှင့်အတူလိုက်ပါသွားလေသည် ဂက်စီရဲ့ဤရှိတွင်တက်တီတူထိုင်နေ၏ထိုတက်တီမှာမိဂရော်တို့ယတိအကြောင်းသို့သွားရာတွင်ခေါ်၍သွားသောယောက်ျားတူဖြစ်လေသည်ကဲခမရမြင်သည်၍တွေ့သည်၍တည်သည်၍ကိုမှန်မှန်ကန်ကန်ထွက်ပါဒီမှုမှာခမရကအရေးကြီးတဲ့တက်တီဖြစ်တယ်ဟုရာဇွေးအုပ်ကပြောလိုက်လေသည်တက်တီကလည်းခေါင်းငြိမ်၍ပြလေ၏ခမရနာမည်ဘသူလဲနောက်တိုးပါဘာလို့တလဲဟောဒီမင်းကြီးအိမ်မှာဒရိုက်ဘာလုပ်ပါတယ်ဥမောင်မောင်အိမ်မှာလားဟုတ်ပါတယ်ခင်ဗျ မင်းည9နှစ်ထိုးကန်နီလောက်မှာဘယ်ကိုသွားသလဲမင်းကြီးဥမပါကတော့ဒေါ်ခင်တင်နဲ့မင်းကြီးဥကျော်သိန်းကတော့ဒေါ်ခင်ခင်တို့ကိုဖျားကြီးသွားတဲ့လမ်းတီကားမောင်းပို့ရပါတယ်ခက်တရားလမ်းမှာကားရထားပြီးရတိအကြောင်းတီချင်းချင်းလိုက်ပို့ရပါတယ်ကောင်းပြီလမ်းမှာမင်းကတော့နှူပါပြောကြတယ်လေသူတို့ချင်းချင်းကလေးအကြောင်းပြောလာကြပါတယ်ပြီးတော့ရတိကလေးချောမောလှပအကြောင်းကိုလည်းပြောလာကြပါတယ်ပသိန်းကဆရာစကားဘာကြားရတယ်လဲ မကြားရပါဘူးတချို့စကားတွေကိုတော့အင်္ဂလိပ်လိုပြောကြပါတယ်။အကောင့်မီယတိအကြောင်းရောက်တော့ယတိဘာလုပ်နေသလဲ။ယတိကတရားအားထုတ်နေပါတယ်။ခမရကိုဘသူကပြန်သွားလို့ပြောသလဲ။ဒေါကင်တင့်ကပြောပါတယ်။ဒါနဲ့ခမရကပြန်လာခဲ့ရောလားမပြန်ပါဘူး။ပြန်ကြည့်အောင်ဆောင်ပြီးနောက်ဘက်ကကြွေပြီးသူတို့ဘာလုပ်မလဲလို့ချောင်းပါတယ်။ဘာတွေ့လဲ။ယတိလေးကတရားထိုင်ပြီးတဲ့အခါမှာတော့မင်းရော်နှူးကတားစုပန့်ပါတယ်။ပြီးတော့မင်းရော်နှူးကယတိလေးကိုဖက်လာရက်လာနဲ့မတော်မတရား ဖြန့်ခင်းနေမိသွားလေသည်ဒရိုင်ဘာနောက်တို့ဤစကားမဆုံးမိနိုင်ပင်မင်းကြီးဥမ္မာမောင်က နောက်တို့ဤပါကိုဖြန့်ခင်းနေနေအောင်ရိုက်လိုက်ထိုခါ၌တက်တီထွက်ချက်ကိုစိတ်ဝင်စားစွာနားထောင်လျက်ရှိသည့်အရက်မောင်ကောင်းကောင်းဥပရိယုတ်တန့်ပြန့်နေသောလူဆိုရင်တူကဥမ္မာမောင်ဤမေးစီအားခွက်ခနဲနေအောင်ထိုးချလိုက်ရာဥမ္မာမောင်ကနောက်သို့လဲကျသွားလေသည် ထိုလူဆိုရင်ရဲတူကဆက်လက်၍ကျုပ်တို့ဝိတရားတိုင်းတက်တီကိုခေါ်မိတယ် မျက်မြင်တက်သေးနောက်တို့ကလည်းဥပရေကိုလေးလေးစားစားနဲ့တက်သေးခံနေတာကိုခမားကငါမင်းကြီးပဲဆိုပြီးဒီလိုရိုက်လားနှက်လားလောက်တဲ့အတွက်ပြမဇုံအကျင့်တတိပေးလိုက်တဲ့လက်သေးပဲမင်းကြီးတကယ်တော့ရတိရှုပ်တာမဟုတ်ဘူးခမားတို့ရှုပ်တာဟောဒီပါခမားနဲ့ခမားလက်အောက်ကဆေးရေးမိမရှုပ်တော့ကရိုက်ထားတဲ့ဓာတ်ပုံတွေဟောဒီမှာကခမားမိမတက်သေးနောက်တို့အရင်ကဒရိုင်ဘာနဲ့ရှုပ်ထားတဲ့ဓာတ်ပုံဦးကျော်သိန်းတို့ရဲ့ဇက်ရှုပ်တွေလည်းဓာတ်ပုံနဲ့တကွာရထားပြီးပြီဒီတော့ အမှုကိုပြန်ပြီးပိတ်မလားရုံးတော်မှာအဆက်ကွဲခံမလားခင်ဗျားတို့စဉ်းစားပါဟုဆိုလေသည်ထောင်ကျောက်တွင်မိတော်ကြက်များကဲ့သို့ပြာဤပြာရာဖြစ်ကုန်ကြလေနောက်ဆုံးတွင်အမှုပိတ်ပေးပါမည်ဟုဝန်ခံလိုက်ကြပြီးနောက်မင်းကတော်များကိုတယ်လီဖုန်းမြင်ခေါ်ယူကြရလေတော်သည်လူစိုးရင်းကချုပ်ခန်းတော်ကိုယူ၍ရတဲ့လေနေခြေကူစစ်အားတကားဖွင့်၍ထုတ်ပေးလိုက်သည်။များမကြာမီချိန်၌မင်းကတော်နှူရရွေလာကြလေသည်။မင်းကတော်တော်ခင်တင်းကရာဇွေးအုပ်အား morning ဟူ၍ပင်နှုတ်ဆက်လိုက်လေ အလိုက်တီသောရာဇဝတ်အုပ်ကြီးကမာကြီးတို့ဒီနေရာမှာလက်မှတ်ထိုးပါဟုပြောလိုက်သည်ဘာအတွက်လဲအမှုပိတ်ဖို့ပါဟွန်းဘာဖြစ်လို့ပိတ်ရမှာလဲဒီလူရုပ်မာရတဲ့ကို ထောင်ချပြရမယ်ဘာလို့ပိတ်ရမှာလဲကိုကိုအစ်တင်တို့မတော်မတရားကြံတာတော့အမှုပိတ်ပြီးလွတ်ပြစ်လိုက်တော့မှလားကိုမယားကိုစော်ကားတာတော့ကြည်ပြရအောင်ကိုကိုကဘာမှမလုပ်လဲတင့်အမှုမပိတ်နိုင်ဘူးဟုပြောလိုက်ရာမင်းကြီးဥမ္မောင်မောင်သည်ရှက်လုံးမကရှက်၍လာသည့်အခါ၌ ခါးတွင်ကပတ်ဖြင့်ချီ၍လာသောခြောက်လုံးပြူအားဆွဲထုတ်ပြီးနောက်သူ၏ဇနီးအားပြစ်ချလိုက်လေသည်ထိုချိန်၌အချုပ်ခံတွင်မှထွက်၍လာသောကြေးကူစင်းနှင့်ယသိကလေးတို့သည်အပြင်သို့ထွက်ရန်အတွက်မင်းကြီးကတော်ဒေါခင်တင့်အနီးသို့ရောက်လာကြရာမင်းကြီးကယသိကလေးကိုပါပြစ်ရန်အတွက်ချိန်ရွယ်လိုက်သည်ကိုမြင်ရသောကြေးကူစင်းသည်ယသိကလေးအားတွန်းလှည့်ပစ်လိုက်ရာယသိကလေးသည်တေဘေးမှတည်တည်ကလေးလွတ်သွားတော်လဲကြေးကူစင်းကိုမူလက်ဘေးမှဖောက်၍ထိမှန်လေတော်သည် ထို့နောက်ဦးမောင်မောင်သည်တနက်ပြောင်းဝါကိုပါဇက်ဖြင့်ကောင်းကမောင်းဖြုတ်ချလိုက်တော်သည်နောက်တနေ့ပကိုးစေယုံကြီးရင်ခွဲယုံနီး၌ယတိကလေးသည်ဂျိတ်ကူစီအလောင်းကိုယူရန်အတွက်စောင့်ဆိုင်လျက်ရှိလေသည်နေ့လယ်တစ်ချက်ထိုးခန့်တွင်စေယုံအလौတမားများထံမှဂျိတ်ကူစီအလောင်းကိုရရှိခဲ့သည်ဖြင့်စေယုံမှလူသည်တင်လဲကိုခိတ္တငားယူကမိမိဖာသာတူရဲတွန်း၍လာလေ၏ကျောင်းသင်ငန်းသို့ရောက်လင်တမာရီလောက်ကိုလောက်ခဲ့သောတပြေပင်ရင်းရှိမြေပြောင်ပြောင်ကလေးတွင်နှက်စွာသောခြင်းကိုတွေ့၍ ေးကိုစီအလောင်းအားမြုံနှံရလေသည်မမြုံနှံမီ၌ခြေကိုစီအင်ကြီးအိတ်တွင်သို့ရှာဖွေရာဘိုးစာဖြူလေးပေါ်တွင်တယောက်မင်းနှင့်ဖြင့်ရေးသားထားသောအောက်ပါစာကိုဝန်းထဲဖွေရာတွေ့ရလေသည်ကျင်းအနက်ကြီးကိုမတူပါနဲ့ပင်မဲမာတဲ့ကျုပ်အတွက်စိတ်မကောင်းလည်းမဖြစ်နဲ့သေးတယ်ဆိုတာအသက်ရှင်နေခြင်းရဲ့လုံလန်းတောင်းဝင်ပြီးဆုံးချောင်းကိုဖော်ပြခြင်းပဲဖြစ်တယ်အမြန်ဆုံးဒီနေရာကထွက်ခွာသွားပါခြေကိုစီ မိသည့်ချိန်ကမိသည့်ဤရွယ်ချက်ဖြင့်ရေးသားထားသည်ကိုမသိပေပိုးစားဖြူလေးမှာဝါရွေ့ပင်နေလေပြီယသည်ကလေးသည်မြေမဖို့မီကျေကိုစီဤမျက်နာကိုနောက်ဆုံးကြည့်ခြင်းအားဖြင့်ကြည်လိုက်လေကျေကိုစီသည်နှင့်တို့ဘွယ်ရာပြုံးနေသည်ဟုထင်မှတ်ရလေသည်မြေများဖို့ပြေလာပြီးနောက်ယသည်လေးသည်စိုင်းတန်းတဘိုးနှင့်ကျေးစီကို၎င်းရေတန်းစီမှန်အိမ်နှင့်တောင်ဝဲကြီးကို၎င်းယူကတော်တော်မယ်ကျေကိုစီဟုမြေတွင်မှနှုတ်ဆက်ကထိုအကြောင်းသင်ခန်းလေးအားအပီးပိုင်စွန့်ခွာ၍ သွားလေတော်သည်တတိတ္တနိုင်လွန်စွာခန့်ညာလှပါသောဘောရကားကြီးတစည်းသည်ယခင်က ပုံနာပါကုန်နေခဲ့သောခြံကြီးရှိ၌ထိုး၍ရလာလေသည်ဒရိုင်ဘာသည်ကားပေါ်မှကြပြကြရာဆင်း၍ကားနောက်ခန်းတွင်အခန့်သာထိုင်၍လိုက်ပါလာသောတတိကြီးအားတကားဖွင့်၍ပေးလာရာတတိကြီးသည်ကားပေါ်မှာဆင်းပြီးခြံတကားစီသို့တည်ငြိမ်ခန့်ညသောခြေလမ်းတို့ဖြင့်လျှောက်၍သွားလေသည်ခြံတကားသို့ရောက်လျှင်ခြံတကားအုတ်တိုင်အားကြီးလိုက်သူကြီးလိုက်သောနေရာမှာတခါက တရေကြီးပုံနာပါကုန်းဟူသောစာကိုချိတ်ဆဲထားသောနေရာပင် ဖြစ်လေသည်တရေကြီးသည်တကားပေါ်တွင်တွဲလောင်းကြလဲရှိသည်ခေါလောင်ကျိုးလေးအားဆွဲလိုက်ရာခြံတွင်းရှိတိုင်ကြီးမှမိန်ကလေးတူပြေး၍ထွက်လာပြီးဘာကိစ္စပါလဲရှင်ဟုမေးလိုက်တကားဝင်စမ်းမှဟုဆိုလိုက်သည်ဖြင့်မိန်ကလေးသည်ဘူးမသိဘာမသိနေပင်တကားကိုဖွင့်၍ပေးလိုက်လေသည် စီးလာသောကားနှင့်တရေကြီးဥပရိယုတ်သည်၎င်းဝင့်စားလာသောဖိုးရန်ဝင့်စားများသည်၎င်းဖွင့်ပေးတင်သောသူတရားဟုမိန်ကလေးကနားလည်၍သွားလေသည် တရေကြီးကကွန်ကရစ်လမ်းလေးတိုင်းလျှောက်၍သွားပြီးနောက်ကြီးမားသောတိုက်အင်ဂျင်တွင်ရှိဧကန်အတွင်းသို့ဝင်ရောက်၍ထိုင်လိုက်လျှင်ဖိုးကြီးတူကအနည်းရှိဆိုပါပေါ်၌လာ၍ထိုင်ကလာရင်ကိစ္စကလေးတစိမ့်လောက်အမိန်ရှိပါကျုပ်ကဥပတိုက်ပါပဲဟုဆိုလေသည်ကျုပ်က ပုံနာဘာကုန်းမှာတရေကြီးပုံနာဘာကုန်းနဲ့တွေ့ကျင်လို့ပါဘာဘာဘာဗျခင်ဗျားပြောတာကျုပ်ပြင်းနားမလဲဘူးကျုပ်ကပုံနာဘာကုန်းမှာဒီအိမ်ကတထေးကြီးပုံနာဘာကုန်းနဲ့တွေ့ကျင်လို့ပါလို့ပြောတာပါ အဲ့ဒါကြောင့်နားမလဲဘူးလို့ပြောတာပေါ့ပုံနာပါကုန်းကပုံနာပါကုန်းကို တွေ့ချင်းနေဆိုတာကြုတ်ဖြင့်နားကိုရှုပ်သွားတာပဲတရေကြီးပုံနာပါကုန်းကိုတော့ကြုတ်ကောင်းကောင်းသိပါတယ်ခမရကဘာလုပ်လဲပုံနာပါကုန်းမှာထိုးထိုးထိုးသည်စကားနှလုံးထဲနှင်ပင်ခြာလက်ပတ်လဲ၍နေလေကြလေသည်နောက်ဆုံးနိုင် မော်တော်ကားကြီးနှင့်ရောက်လာပြီးမိမိကိုယ်ကို ပုံနာပါကုန်းမှာဆိုသူကစိတ်ရှည်လက်ရှည်ဖြင့်ဤခြံ၌နေထိုင်သော တတိကြီးပုံနာပါကွန်ဤဧကံဘွဲအတွက်ကိုလီဖြင့်ရောက်ခဲ့ရပုံတတိကြီးပုံနာပါကွန်ကသူ၏စင်စင်ရဲ့ရဲ့ဘဝမှာကြိုးစားခဲ့သည့်ဖြင့်တတိကြီးဖြစ်ခဲ့ရပုံတို့ကိုပြောပြခဲ့ရပြီးတတိကြီးပုံနာပါကွန်ကိုအားကြ၍ကိုလီပုံနာပါကွန်ကငါးနှစ်အတွင်းကြိုးစားခဲ့ရာယခုအခါတိမ်ပေါင်းများစွာချမ်းသာသောတတိကြီးတူဖြစ်လာခဲ့ပုံတို့ကိုရှင်းပြသည့်အခါမှပင်တိုက်ပါရှင်ဖိုကြီးဥပဒိုက်ကကောင်းစွာသဘောပေါက်၍သွားလေသည်။အော်ဒီလိုလား။ခမည်းကကိုလီ ပုံနာပါကွန် တတိယပုံနာပါခွန်ကိုအားကြပြီးစူးစမ်းလိုက်တာအခုတော့ခင်ဗျားလဲတတိယကြီးပုံနာပါခွန်ရဲ့လို့ဖြစ်လာပြီဟုတ်လားဟုတ်ပါတယ်ဒါဖြစ်ရင်ဟိုကမူလလဟံပုံနာပါခွန်ခင်ဗျားကပုံနာပါခွန်လက်တစ်ပေါ့ဟုတ်ပါတယ်ခင်ဗျားအဲ့ဒါလာတဲ့ကိစ္စကတော့ဦးစောစောကပြောခဲ့တဲ့မူလလဟံပုံနာပါခွန်ကြီးကိုတွေ့ကျင်လို့ပါပဲအင်းခင်ဗျားမေးမှပြောရအောင်မယ်ဒီလူကတိတ်ပြီးဆန်းတာပဲလွန်ခဲ့တဲ့9နှစ်လောက်ကပုံနာပါခွန်ကရန်ကုန်ကိုသူရောက်ခဲ့တာ ခုနှစ်နှစ်ပြည့်မြောက်တဲ့ထိမ့်မက်ဆိုပြီးဧကံပွဲတခုလုပ်တယ်ဗျအဲ့ဒီဧကံပွဲမှာကျွေးဖို့သားငါးတွေကိုကျွန်တော်ကကုလီဖြစ်နဲ့ထမ်းပြီးပို့ခဲ့ရသေးတာပေါ့ဦးရဲ့อืมအဲ့ဒီဧကံပွဲလုပ်ပြီးနောက်တနေ့မှာပဲသူပန်ပစ္စည်းမန်သမ ्या ကိုအကုန်လုံးလှူပြစ်လိုက်တယ်ဒီအိမ်ကိုလက်ကျုပ်ကိုပြန်ပြီးရောင်းတယ်ရောင်းလို့ရတဲ့ငွေကိုသူကကိုင်းတောင်းမကြည့်ဘူးအမျိုးသမီးကယ်ဆယ်ရေးကအုတ်ချုပ်ရေးဘူးကိုခေါ်ပြီးလှူပြစ်လိုက်တာပဲအဲ့ဒီညမှာပဲမန်အိမ်ဆုပ်တစ်လုံးရဲ့ ဒုတ်တချောင်းရဲ့လွဲအိတ်တလုံးရဲ့ယူပြီးအိမ်ကထွက်သွားတာပဲလို့သိရတယ်ကိုရင်ဒီနောက်တော့ဘာသတင်းမှမကြားမိပါဘူးဒီကြားတဲ့စစ်ကြီးကလည်းဖြစ်လိုက်သေးတော့တည်သလားရှင်သလားတောင်မသိတော့ပါဘူးကိုပါကုန်းရဲ့လူကတော့လူတူပဲဗျလုံမယ်လို့ဆုံးဖြတ်လိုက်တာကိုတော့ဖြစ်အောင်လုပ်တဲ့တဲ့လူပဲဒါနဲ့နေပါအောင်ဦးရဲ့သူနဲ့တူကိုရင်ကြီးတပါတော့ပါသွားသေးလားဩသူ့ဆရာကိုရင်ကြီးလားမပါဘူးကိုပါကုန်းရဲ့သူတယောက်ထဲသွားတာ ုံနာပါကွန်လက်တက်သည်တစုံတစ်ခုကိုလေးလေးနက်နက်စဉ်းစား၍နေလေသည်ထို့နောက်ဥယျာဉ်ဒီခြံနဲ့တိုက်ကိုကျွန်တော်ကိုရောက်မှာအာဒါတော့မဖြစ်နိုင်ဘူးထင်တယ်ဥကြိုက်တဲ့ဈေးတောင်းမှာကျွန်တော်မစစ်ပါဘူးခြံရှင်ဖိုးကြီးကဥကြိုက်တဲ့ဈေးကိုတောင်းမှာဟုဆိုသောစကား၌အည်ပြော်သွားပုံရလေသည်ထို့တော့ထူးဆန်းနေဗျာပုံနာပါကွန်ဆိုတဲ့လူနီယာစလုံးကကျုပ်ရဲ့ခြံနဲ့တိုက်ကိုတဲလဲမျက်စိကြတာကိုမူလလည်းဟောင်းပုံနာပါကွန်လည်းဒီလိုပဲဒီရင်ကိုနှခါတောင်ဝရရှာတာ ရလည်းပြီးရောသူလည်းမနေတော့ဘူးအခုတခါခမကလာပြီးဝယ်ပြန်ပြီကျွန်တော်ကတော့မူလလည်းဟောင်းပုံနာပါကွန်ကြီးနေသွားတဲ့အိမ်မို့ဝယ်တာပါဥရောက်နိုင်တဲ့ဈေးကိုပြောပါကျုပ်ကတော့9000လောက်ရမှရောက်နိုင်မယ်အခုခေတ်ကငွေတန်ဖိုးကလည်းဘာမှရှိတာမှမဟုတ်ပဲ9000ဟုတ်လားအခုပဲစာချုပ်လိုက်ခြင်းနဲ့ဥဤသို့လင်ပုံနာပါကွန်လက်တည်သည်ဥပဒိုက်ထံမှာခြံနှင်းတိုက်ကိုမရမကဝယ်ယူခဲ့ပြီးနောက်ထိုတိုက်၌ပင်နေထိုင်လေသည် ခြံဝင်းဥဒ္ဒနာရခင်ပုံနာပါကွန်ကြီးဆိုင်းပုတ်ချိတ်ဆွဲခဲ့သောနေရာ၌ပင်တတိကြီးပုံနာပါကွန်ဟူသောဆိုင်းပုတ်ကိုချိတ်ဆွဲထားလေသည်ထို့နောက်ပုံနာပါကွန်လက်သည်သည်မြို့အသီးသီးသို့သူ၏လူယုံများကိုဆင်းလွတ်ကာမူလပုံနာပါကွန်ပုံမှန်တရံကိုပြောပြ၍ရှာဖွေစေခဲ့လေသည်ပုံနာပါကွန်လက်သည်သည် ထိုခြံကြီး၌နေထိုင်သော ကာလမှာအမေရိကန်လက်ထဟုအများခေါ်လေရှိသောကက်စပီခေပင်ဖြစ်လေ၏ပုံနာပါကွန်လက်သည်သည်သတင်းစာများမှလည်း မူလလဟံပုံနာဘာကွန်ကြီးအားကြောင့်ညာ၍ခေါ်ယူလေသည်ဤသို့နှင့်ပင်မြန်မာနိုင်ငံသည်လွတ်လပ်ရေးရခဲ့လေသည်လွတ်လပ်ရေးရစကာလ၌တိုင်းပြည်သည်ခိုနီယာဒီနီယာမရင်မသက်ရှိနေသည်ပုံနာဘာကွန်လက်သည့်သည်တပြည်များအားတစ်နှစ်တိတိချပွင့်ရစေစကအကုန်ချခံလေမူလလဟံပုံနာဘာကွန်ကြီးအားစုံစမ်းခိုင်းတော်လေလူကိုတွေ့ရန်မဆိုရပြီတန်လွန်စားကိုမျှမတွေ့ရသဖြင့်မကြင်မနှက်ဖြစ်ကကိုယ်တိုင်ရှာဖွေမှဖြစ်တော်မူဟုသဘောပ၍သူကိုယ်တိုင်ရှာဖွေနေတော်သည်တန်လင်တွင်မူ မူလဘာကွန်ကြီးချစ်သူတင်းနေဆိုသည့်မိန်းကလေးနေထိုင်ကြောင်းကိုမူလဘာကွန်ကသူ့ရဲ့ထုတ်ပတ်သည့်ပြောပြစဉ်က သိရှိထားသည့်ဖြစ်ရာတန်လင်းမျိုးတို့ဥစွာသွားရောက်ခဲ့လေသည်တန်လင်းတို့နဲ့နဲ့စောစောတင်းမောဘက်ဖြင့်လိုက်ခဲ့ရာတန်လင်းစိတ်တို့ရောက်လင်စိတ်ကန်းနှင့်ကဲ့လဲ့နိုင်ပင်မြင်းလဲများကိုတွေ့ရ၏ဘာကွန်လက်သေးကမြင်းလဲတစည်းပေါ်သို့တက်လာရာမြင်းလဲသမားကလည်းမြင်းကိုဟက်ဟုငှောက်၍ဇက်ကျိုးကိုခါလိုက်ရာမြင်းကစတင်ထွက်ခွာလေသည် ထိုခါလိုက်မြင်းလဲသမားကဘယ်ကိုသွားရမလဲဆရာ ဘယ်ကိုသွားရမှန်းမသိဘူးဒါပြင်ကျုပ်ကဘယ်ကိုမောက်အောင်မလဲအဒီလန်းတိုင်းပေါင်းပြဟုဘာကွန်းကပြောလိုက်ရာ မြင်းလန်းဆရာသည်ညွန်ပြသောလန်းတိုင်းပေါင်းနှင်လေတော်သည်မြင်းလန်းသမားသည်မြင်းလန်းမောင်းလွန်စွာကျွမ်းကျင်ပေ၏လမ်းလျှောက်နေသည့်ခါ၌ဂျာပုတ်ကိုလှဲပြီးတောင်း၌ကပ်လိုက်ရာတောက်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 ဟုသောအတန်သည်အစမပြတ်ဖြစ်ပေါ်လေသည်ထိုခါ၌လမ်းသည်ရှင်း၍သွားတတ်လေ၏အရှောင်တိန်လဲလွန်စွာကျွမ်းကျင်ပေသည်မြင်းကိုလည်းသမီးပြေးပါတော့လားသမီးနားတော်စသည်ဖြင့် ချော့၍ညာခိုင်းတက်လေသည်လမ်းအတိုင်းမောင်းနေလာရာမြင်းသည်တော်တော်ကလေးမောနေပြီဖြစ်ထိုကမြင်းလဲသမားကဘဲကိုသွားမှလဲစရာ မြင်းလဲမောနေပြီဗျလာလမ်းအတိုင်းပြန်ခွေ့ပြီးမောင်းဗျနေစမ်းမအောင်ဗျခပြားဥစ္စာကကိုသွားမယ်ကြီးကိုကို့ဖာသာကိုမသိပါလားဘဲကိုသွားကျင်တာလဲသွားကျင်တာမဟုတ်ဘူးဗျရှာကျင်တာဗျဘယ်သူကိုရှာကျင်တာလဲပြောရမှာကကျုပ်ကလည်းလုံးစီပန်းစီတိတာမဟုတ်ဘူးဗျနဇုံနှပြားနဲ့ရှာရမှာပြောပါလေကျုပ်လည်းဝိုင်းရှာပေးပါမယ် တင်တင်လို့ခေါ်တဲ့မိမတယောက်ကလွန်ခဲ့တဲ့ခုနှစ်နှစ်လောက်ထိတော့ကုံစုံဆိုင်ဖွင့်ထားတယ်။တာမီနီယောင်နေကြတယ်။อืมဆရာဟာကလည်းအဲ့ဒီရစာကိုဒိတ်ပဲပြန်ရတယ်လို့ပါပဲကလားဗျ။ကဲစူစမ်းမအောင်။ဒီတန်နဲ့နဲ့ပို့ပြောနိုင်တာကတော့အဲ့ဒီတင်တင်ဆိုတဲ့မိန်းကလေးကလူလိန်တယောက်နဲ့အိမ်အောင်ကြတယ်။ဟတ်ဟုမြင်းလယ်သမားကရောင်ရမ်း၍အော်လိုက်ပြီးနောက်ဆက်၍တင်တင်ကိုရှာတာလား။တင်တင်ကိုရှာတာမဟုတ်ဘူး။တင်တင်နဲ့ပတ်သက်ဖူးတဲ့ ပုံနာဖာကွန်းဆိုတဲ့လူကိုရှာတာဘာပြောတယ်ပုံနာဖာကွန်းဟုတ်လားခင်ဗျားဘယ်သူလဲကျုံလဲပုံနာဖာကွန်းပဲအော်တီဗီတီဗီကူလီပုံနာဖာကွန်းကိုကွာငါ့ကိုမမှတ်မိတော့ဘူးလားဟုတ်၆ောက်ကက်ကက်နိုင်လာတော့ရည်တန်ကြီးကိုကြားရမှာပင်ဖာကွန်းလက်တည်တည်ကိုရင်ကြီးကိုကောင်းစွာမှတ်မိသွားလေသည်ကိုရင်ကြီးတပြည့်တော်ကိုမှတ်မိတယ်မဟုတ်လားနင်းကလည်းလှုပ်ပြီးကိုရင်ကြီးမဟုတ်တော့ဘူးကွာဥအုံးမြင့်ဖြစ်နေပြီဟုဆိုကကိုရင်ကြီးကစောင်းထားတော့ ဝါဘက်ခမောက်ကိုချို့ရပြလေသည်။နေဆန်းမောင်ကူလီပါကွန်းရဲ့မိကပုံနာပါကွန်းကိုဘာကိစ္စနဲ့လိုက်ရှာနေတာလဲ။ကိုရင်ကြီးမမတ်မိတော့ဘူးလား။ကိုရင်ကြီးနဲ့တတိကြီးပုံနာပါကွန်းတို့နှစ်ယောက်ကတတိကြီးပုံနာပါကွန်းဖြစ်လာရပုံကိုပြောပြတာလေ။ပြီးတော့မှတတိကြီးပုံနာပါကွန်းကကျွန်တော်ကိုငွေတထောင်တောင်မှပေးသေးတယ်။ကျွန်တော်ကမယူဘဲနဲ့တတိကြီးပြန်အောင်လုပ်မယ်ဆိုထွက်သွားခဲ့တာလေ။အေးမတ်မိပြီကွာ။အဲ့ဒါအခုကျွန်တော်တတိကြီးဖြစ်လာလို့ကျွန်တော်ဆရာပုံနာပါကွန်းကိုဂျေဇူးဆက်ချင်လို့ လိုက်ရှာနေတာပါအေးမင်းပြောမှငါတပည့်ကြီးကိုသတိရတယ်ကွာလွန်းလွန်းတိတ်လွန်းတာပဲအေးစီစီပြောရအောင်အင်ကိုလိုက်ခဲ့အောင်ဟူဆိုကမြင်းလယ်သမားဥုံမြင့်ကကိုရင်ကြီးကသူ့အိမ်ရှိရာသို့မောင်းနေလေသည်တင်းချိုင်းကိုတစ်ခုသို့ရောက်လင်းမြင်းလက်ကိုရရွေကိုရင်ကြီးကဆင်းလိုက်လေဘာကွန်းသည်မိတို့ဆက်၍လောက်ရမှန်မသိတဲ့ဖြင့်မြင်းလက်ပေါ်၌ပင်ထိုင်၍နေလေရကိုရင်ကြီးကဟေ့ကိုလီဘာကွန်းဆင်းလေကွာခုခန့်ခန့်ငေါကလေးအွန်လိုင်းမှပင်ဘာကွန်းသည်လက်ပေါ်မှာခက်တုတ်တုတ်ဆင်း၍ ကိုရင်ကြီးနဲ့အတူလိုက်ပါသွားလေသည်မြေပုံချုပ်နေအုတ်ကူချုပ်ကိုကြွေပတ်ရှာပြီးနောက်ဟော့ဟူကူကတင်းတင်းကူပေါ်ကငါတပီကြီးပါကုန်များနှိုးရှာတဲ့တင်းတင်းပေါ်ဟုဝမ်းနဲ့တန်ကြီးဖြင့်ပြောလေသည်ဘလို့ဖြစ်တာလဲကိုရင်ကြီးရဲ့တနာစီရပါကလားအေးအဲ့ဒီတနာတဲ့စိတ်နဲ့တည်တာပေါ့ကွာပုံနာပါကုန်တယောက်တင်းတင်းနဲ့တွေ့ပြီးနောက်တစ်နေ့မှာပစ္စည်းတွေအလုံးစွန့်ပြီးအဝိတတဲကိုတခုနဲ့ထွက်သွားပြီဆိုတဲ့သတင်းနဲ့ကြားရပါကုန်ပေးခဲ့တဲ့ငွေတွေကလည်းရောက်လာဆိုတော့တင်းတင်းက ဘာကွန်းပေါ်မှာသူအထင်လွဲပြီးရိုင်းပြခဲ့တာတွေကိုယူကျုံမရဖြစ်ပြီးအစိတ်တောက်သေးလိုက်တာပါပဲကွာငါကတော့တေးပြီးသုံးရက်မြောက်တဲ့နေ့မှာပဲ၆မြို့ကနေပြီးတင်းတင်းတို့အိမ်ကိုရောက်တယ်တင်းတင်းသေးတဲ့တရင်ကိုတော့၆မြို့မှာကလေးကတိနေပြီကွာတင်းတင်းတော်မတ်တင်ကြီးတို့ကိုမတ်တင်တင်အမေကတန်ကျိုးရိုက်လိုက်တာကိုကွာငါကလည်းတင်းတင်းတော်တွေနဲ့အတူလိုက်လာခဲ့တာပဲကိုရင်ကြီးကရှင်းပြပြီးတော့လာပါကွာဟုဆိုတာ ။ဘာကွန်လက်သည့်အားခေါ်ယူ၍မြင်းနှင့်အတူအိမ်ပြန်ခဲ့လေသည်။တင်းမစိမ့်နှင့်များစွာမဝေးသည့်ညစ်ပတ်ပေရေ၍တဲ့အိမ်များပြတ်သိမ့်နေအောင်ဆောက်ရည်ထားသောရက်ကွက်တစ်ခုအတွင်သို့မြင်းလက်ကိုမောင်းရီဝင်လာလေသည်။လွန်စွာရိုင်နှင့်၍နေသောတဲကြီးတစ်လုံးရှိသူရောက်လေ။ကိုလုံးကိုယ်တည်းကြီးမား၍ပြူပြူဖွဲဖွဲမိမတူသည်။သုံးနေသားရွယ်ကလေးငယ်တူအားစင်ဟိုတစ်လုံးမှရေကိုခက်၍ဖင်ဆေးပေးနေလေသည်။ကလေးငယ်ကဖင်ဆေးပေးနေသည်ကိုတင်းအင်းနှင့်ငိုယိုလျက်ရှိလေသည်။ ဘာဖြစ်လို့ငိုနေတာလဲဟုကိုရင်ကြီးကမေးလိုက်ရာထိုးဖြူဖြူတုတ်တုတ်မိမကကာလာနာတိုက်နေတာလေဒီတမနက်ထဲမှာတုံးကားရှိပြီဟုပြောလိုက်လေဝမ်းပြက်နေပါတယ်ပဲဟင်မကြွေးပါနဲ့ဆိုတာကိုကြွေးရကိုကရှင်ပေးတဲ့ဆန်ကပဲဟင်ချက်ဖို့ပဲရတာကိုပဲဟင်မကြွေးရမှာပေါ့ကျုပ်ကဘယ်မှာသွားပြီတော်ပါတော့ဟဲ့ဧည့်သည်ပါလာတယ်ကဲအိမ်မော်တက်လေကွာဘာကွန်းကအိမ်မော်တက်ရန်ပြောတော့လဲဘာကွန်းဒီမိမိတက်လာရင်အိမ်ကျိုးကြမည်လားဟုရေတွေ့တော်ရင် တုံဆိုင်ဆိုင်ဖြစ်နေလေသည် ရဲရဲတက်ခဲ့ကြမှာကမင်းတက်ရုံနဲ့တော့ငါအိမ်ကမကြိုးပါဘူးအိမ်မော်ရင်ချမ်းနှစ်ရွယ်ကလေးတူနေမကောင်းဖြစ်၍ဆောင်းဆောင်ကလေးကိုခြုံကတုံလုံးလှဲ့ရနေသည်တော်တော်ကြီးကြီးကလေးနှူးမှာဇလုံးတစ်ခုကိုလူရည်နေချပြီးလင်နောက်ဆုံးနိုင်ဇလုံးသည်တူးလက်သူပါသွားလေထိုကဇလုံးမရတော့ကလေးကအောင်းငိုလီတော့သည် ကိုဝင်ကြီးတဲဆုံကလေးတွင်၌ကလေးဟိုတန်များအဖြစ်ကြွက်ကြွက်ညံနေသည်တဲအမိုးတဏီမှာလည်းပောက်ပြဲနေသည်ဖြင့်ချမ်းမြင်ပေါ်သို့နေပြောင်များထိုးလျက်ရှိလေကိုဝင်ကြီးကလေးပဲနေရောက်လဲ လေးယောက်တောင်ပေါ့ကွာလူကဆင်းရဲရတဲ့အထက်မိမကခလိတရားပြီးတရားမွေးရတာပဲဟိမွေးမှာပေါ့ကိုရင်ကြီးမိမသည်ပဲပဲနေနေပြောချလိုက်မည်ဟုလှုပ်ပြီးကမှဧည့်သည်ကိုတတိယသဖြင့်အချိန်မီပြိတ်အောင်လာခြင်းဖြစ်လေသည်မြရင်ဟောဒီဧည့်သည်ကကိုလီပါကွန်းနဲ့ငါတို့ပါကွန်းကြီးကိုအတူယူပြီးစူးစမ်းလိုက်တာအခုတော့တတိကြီးဖြစ်နေပြီကွာဒါကြောင့်ငါတို့ပါကွန်းကြီးကိုကျေးဇူးဆက်ခြင်းလို့လိုက်ရှာနေတာငါနဲ့ပဲပင်းသွားတို့လို့ခေါ်လာခဲ့တာပဲ။ စောစောကကျတဲ့မကဲ့သို့မှန်ဖီနေသောကိုရင်ကြီးကတော်သည်ဘာကုန်းဟူသောနာမည်ကိုကြားလိုက်ရသည်နှင့်တပြိုင်နက်တည်းစကားဝိုင်းဤသို့ယဉ်ကျေးစွာချင်းကပ်လာလေသည်ကိုရင်ကြီးကဘလူကနေဘလူဟုဘာကုန်းစကားကိုတန်လန်းကြီးရက်ရွေထားလိုက်ရာကိုရင်ကြီးကဘလူကနေဘလူလူထွက်ပြီးမိမရတာလဲလို့မေးမလို့မဟုတ်လားအာနာမနေပါနဲ့ကွာမေးကျင်သာသာမေးလိုက်စမ်းပါဘာကုန်းဒီကိုရင်ကြီးစကားကြောင့်ပြုံးလိုက်လေသည် ပုံနာဘာကုန်းနှိမ့်ဆက်သွားတာပေါ့ကွာအရှင်တီလို့တော့မပြောပါနဲ့ အကူပါကုန်းကရှင့်လို့ဆရာသမားကမပြောနဲ့ရန်သူကိုတော့အနာရတဲ့ကမနှိမ့်ဆက်တော့ဘူးငါကရည်စရာပြောတာပါကွာဒီလိုကကူလီပါကုန်းရပုံနာပါကုန်းအိမ်ကထွက်မယ်ညမှာငါကငွေတသိန်းလှူခဲ့တယ်ကွာအဲ့ဒီငွေတသိန်းရတဲ့ကလူထွက်ပြီးအိမ်ထဲနေခြင်းနဲ့ဆန္ဒတွေပေါ်ပေါက်လာတာနဲ့ချောက်ပြန်ပြီးဆရာတော်စီခွင်တောင်းပြီးလူထွက်လိုက်တယ်လူထွက်ပြီးဘာမှမကြပါဘူးကွာတင်းတင်းအတူပါကိုတင်းတင်းတော်ရီနဲ့လာခဲ့တာအဲ့ဒီမှာမျက်ရင်နဲ့တွေ့တော့တာပဲဟိ ညရင်ရတနာကွန်ရကြီးကိုငါတပီကြီး ပုံနာပါကွန်ကယုံထွက်နိုင်မိမဲ့ငါကတော့ယုံမထွက်နိုင်ခဲ့ဘူးကွာအရှင်တီလိုတော့တနာကွန်ရတီပါရင်းနဲ့အကြီးကြီးကျယ်ကျယ်စကားမျိုးမပြောပါနဲ့အကိုပါကွန်ကိုတော့ကျမကမိမမာယာနဲ့အမိဖမ်းဖို့ကြံခဲ့မှုပါတယ်ရှင့်လိုလူနုံလူဟာကြီးကိုတော့ဝေ့သေးရှင့်ဟာရှင်လာပြီးတို့တာပါရှင့်လိုလူကအကိုပါကွန်နဲ့နှိုက်မပြောပါနဲ့နားကလော့ပါတယ်ဟိုကတကယ်ကိုလူတော်တော်ကောင်းကြီးရှင်ကနအိုမျက်နှုတ်ကြိုက်ပဆိုင်လို့လဲ ညရင်ကဆက်ဆက်တီမခံပြန်၍ပြောလိုက်လေသည်။ဘာကွန်ဒီကိုင်ကြီးအားမိမကအီမြတီအနာယူနေသည်ကိုတွေ့ရသဖြင့်စိတ်မကောင်းဖြစ်မိလေသည်။ကိုင်ကြီးကမူညရင်ပြောသည်ကိုပင်နာရကောင်းမှမသိတော့အတန်နဲ့ကြီးဖြင့်တဟဲဟဲရီမောနေလေသည်။ထို့နောက်ပြောပြန်သည်မှာငွေတသိန်းဆိုတာညင်ငင်ကလေးထိုင်စားရင်တောင်မှဒါလောက်ငွေရသွားဖို့မရှိပါဘူးကွာ။ဒါပေမဲ့တို့လာလေမလားလို့ဟိုဟာကလေးလှုပ်ဒီဟာကလေးလှုပ်နေတဖြည်းဖြည်းကုံသွားလိုက်တာ။ ။ရှေ့ကလည်းပြစ်လိုက်သေးတယ်ကိုကစီကြီးလည်းပြီးရောငါငွေတသိန်းနဲ့တက်တက်ပြောင်းလို့လာပဲဟေ။ရှေ့ငွေကြီးကုန်တာမဟုတ်ပါဘူး။ကျမကိုအကိုပါကွန်ပေးသွားတယ်ငွေတသောင်းလည်းပါပါတယ်။ဟောဒီငွေမက်စီပဲကျန်တော့တယ်။အကိုပါကွန်စီကရတယ်အမှတ်တရပစ္စည်းဟုဆိုကလယ်ဘင်းတွင်ပန်းကြီးချိုးပြင်းဆွဲ၍ထားသောငွေမက်စီကလေးအားထုတ်ရင်ပြလေသည်။သားတွဲလဲဖြစ်နေသည့်တိုင်အောင်ပုံနာပါကွန်ပြန်၍ပေးလိုက်သည်။ငွေမက်စီကလေးကိုမျက်နှိုးစွာဆွဲ၍ထားသောမျက်ရင်အား ကိုလီဘကုံကကရုဏာတမ်းမီလီတော်သည်ညရင်ကဆက်၍ပြောပြန်သည်မှာတင်းတင်းသေးတော့သူ့လက်ထဲမှာအကိုပါကုံပေးခဲ့တဲ့မူးစိပဲ့ကလေးကိုဆောက်ရက်သားတည်သွားရှာတာကျမတို့နေရာကအကိုပါကုံကိုဘယ်တော့မှမမိခဲ့ပါဘူးတင်းတင်းကတော့ဝင့်ကျွသွားပြီကျမပဲချမ်းမတော့တယ်ဟုဆိုကညရင်ကမျက်ရည်များကျ၍လာလေသည်ကိုရင်ကြီးကညရင်အားချော့မော်နှစ်သိမ့်ရလေထိုချိန်၌ကိုရင်ကြီး၏မြင်မှသည်ညနေချင်းဆိုင်တဲမှ လှမ်း၍ထားသောအဝိရေစိုးတထဲကိုဆွဲယူပြီးွားသဖြင့်အဝိရှင်မိမကြီးကအောင်မလေးတော်ရှင်တို့မြင်းကဘဲလောင်မြန်ငတ်နေတယ်လည်းမသိပါဘူးတော်သူမြဝိတွေဆွဲပြီးစားနေပြီရှင်မြင်းကိုခိုင်းတော်ခိုင်းပြီးစားတော့မကြွေကြပဲကိုဟူရန်တွေ့လေသည်ရှင်မြင်းကိုစားမကြွေဘူးလားအစာလည်းမဝဲခဲ့ပါလားဟုမြရင်ကကိုရင်ကြီးအားတွတ်မေးလိုက်လေဟိုရက်ကစားဖို့ကြွေးတယ်ကြံလို့ယူလို့မရတော့ဘူးကွာခက်တော်တာပဲရှင်မြင်းထားလို့ငါးတောင်ဒီမနေ့ဘာမှမစားရသေးဘူးဟု ကိုရင်ကြီးကညှိတွားလိုက်လေသည်ဘာကွန်းသည်အိမ်ထောင်တာဝန်များပြည့်၍နေသည့်ကိုရင်ကြီး၏ဖြစ်ကိုကြည့်ကဝမ်းနေသလိုဖြစ်သွားလေသည်မိမိဒီပင်ဤပြားဒီဝမ်းနေပါလေပုံနာဘာကွန်းသာကိုရင်ကြီး၏ဖြစ်ကိုမြင်ရပါကအဘယ်မြခြေကွဲဝမ်းနေလိမ့်မည်ကိုစဉ်းစားမိလေသည်ဒါနဲ့ကိုရင်ကြီးပုံနာဘာကွန်းထွက်သွားပြီးနောက်မှာသူ့တရင်ကိုတကားမှမကြမိတော့ဘူးလားဟုဘာကွန်းကမေးလိုက်ထွက်သွားပြီးတနည်းလောက်ကြာမှာဘကူဘံမှာရှိတယ်လို့လို့တော့ကြားတယ်ကွာ ရှင်းရှင်းပြောရရင်အဲ့ဒီအချိန်မှာမြရင်နဲ့ရကားစားဆိုတော့သူကြောင့်လည်းတိတ်ပြီးစိတ်ဝင်စားပါဘူးကွာမြရင်ကတော့အမြဲစုံစမ်းနေတာပဲဒါမှမဘာတရင်မှမကြားရတော့ပါဘူးကွာကူလီပါကွန်းဒီပျောက်ချင်းမလားပျောက်သွားတော့ပုံနာပါကွန်းအားတွေ့လို့လာပေသည်သူ့ဤစရာကိုရင်ကြီးကိုရိုင်းကမိမရနေပြီဖြစ်၍ပုံနာပါကွန်းအားစိတ်ဝင်စားခြင်းမရှိတော့ဟုပြောလိုက်သည့်အခါတွင်ရင်တွင်း၌စွန့်နေသွား၏ထိုချိန်၌ပင်ကျွေးရှင်မိမတူကတဲရွှေတွင် လာရောက်၍မတ်တက်ရက်ပြီးလင်ဒီမှာကိုရင်ကြီး ။ရှင်ဟာဆန်ရပြီပေးပါအောင်ပဲရပြီပေးပါအောင်ကလေးအုပ်စိတထုပ်ပေးပါအောင်နဲ့ယူယူသားသွားတယ်။ကြွေးလည်းဘတော့မှမဆက်ဘူး။ကျုပ်တို့လည်းရှိလို့ရောင်းစားရမှာမဟုတ်ဘူး။အေးဗျာတော်ရဲ့ရှင်စိတ်မဆိုးပါနဲ့ဗျာ။မင်းလည်းကကောင်းကောင်းမဆွေးရလို့ပါဗျာ။နဲ့ပြန်တော့ကျုပ်ဆက်ပါမယ်။ရှင်ပြောရင်ဒီလိုကြီးပဲ။နဲ့ပြန်နဲ့ပြန်နဲ့ဘတော့ဆုံးပါလေ။ကျွေးရှင်မိမကြီးကခါထောက်ရည်မျက်ဆောင်တို့ကပြန်သွားလေသည်ထိုချိန်၌နေမကောင်း၍တုံလုံးလှမ်းနေသောကလေးကအဖေစားတယ်ဟုပူဇော်လိုက်ရာကိုရင်ကြီးက မျက်နာညှိုးသွားသည်ကိုကိုပါကွန်သတိပြုလိုက်မိလေသည်ရော့ဟော်ဒီမှာကိုရင်ကြီးတို့တုံးကျင်ရာသုံးဖို့ငွေတထောင်ဟုဆိုကကိုရင်ကြီးလက်အတွင်သို့လက်နှစ်ဖက်ဖြင့်ရိုသေစွာပေးလေကိုရင်ကြီးကမယူဘဲနောက်တွန့်သွားလေသည်ယူပါကိုရင်ကြီးကျွန်တော်ကိုလည်းကိုရင်ကြီးတပီပုံနာပါကွန်လို့သဘောထားဆက်မှာအဲ့ဒါကြောင့်မယူရတာပေါ့ကဘာဖြစ်လို့လဲမင်းတို့ပါကွန်နှစ်ကွန်စလုံးကတကယ်ဖြစ်အောင်လုပ်နိုင်စွမ်းရှိတယ်မင်းယောက်ျားအားစားနေလေကွာငါကတော့ငါပြောသလိုလို့ ငါလို့တလို့မလုံးနဲ့လို့ဆိုရလာအောင်ညံဖြင်းနဲ့ငါတုံးမလားငါဖြစ်မလားကွာဒီလိုလဲဘယ်ဟုတ်မလဲဗျာဟုတ်တယ်ဘာကွန်ငါတပည့်ကြီး ပုံနာဘာကွန်ကငါ့ကိုငွေတွေပေးသွားတယ်သူပေးသွားတဲ့ငွေတွေကငါလက်ထဲလဲရောက်ရောဒုက္ခဖြစ်ဖို့ကိရိယာတွေဖြစ်လာတယ်အခုတကမင်းကပေးပြန်ပြီမဟုတ်ဘူးကိုရင်ကြီးညင်းကျင်ရင် ပုံနာဘာကွန်ပေးစဉ်ကလေးကညင်းတဲ့နဲ့အဲ့တုန်းကငွေဆိုတာခမရအတွက်ကအပိုပစ္စည်းအခုမှတော့မညင်းနဲ့တော့ကိုရင်ကြီး အခုနေခါမှာတော့ငွေကခမရအတွက်လိုအပ်ဆုံးပစ္စည်းဖြစ်နေပြီးယူဆန်းမှာဟုတိုက်တွန်းလိုက်ပါပြီကိုရင်ကြီးကတုံတုံရင်ရင်နဲ့ယူလိုက်ပြီးလင်းသာဓုသာဓုသာဓုဟုစကြည်ကခြေလျားစွာသောစုကိုပေးလေသည်စုပေးများကိုယူရင်းနိုင်ပြီးကိုရင်ကြီးမျက်လုံးရင်တွင်မှမြင်များသည်တပေါက်တပေါက်ကြာ၍လာလေသည်ဘာကုန်းသည်ကိုရင်ကြီးကိုကြည့်၍ထူးပင်စိတ်မကောင်းဖြစ်သွားလေသည်ကဲကျွန်တော်ပြန်မယ်ကိုရင်ကြီးမြရင်ကျွန်တော်ပြန်မယ်ကျွန်တော်ခီးဆက်ရအောင်မယ် မြန်မာပြည်ထဲမှာရှိရဆိုရင်တော့ကျွန်တော်ဇာပုံနာပါကွန်ကိုတွေ့ရမှာအမှန်ပဲမတွေ့တွေ့အောင်ရှာမယ်ရှာပါရှင်တွေ့ရင်လည်းမြရင်တို့ကိုကြောင်းကြပါမမေ့ပါနဲ့နော်ဟုပြောရင်မြရင်ဒီကလေးငယ်ကဲတို့ရှိုက်ကြီးနေရင်ကိုကျွေးလေသည်မြရင်တင်းမောစိတ်ကိုလိုက်ပို့လိုက်မကွာဟုဆိုကကိုရင်ကြီးကကုလီပါကွန်အားပါကွန်ကအတန်တန်တောင်းနေသည့်ရှားမပင်မရမက လိုက်ပို့လေသည်တင်းမောစိတ်တို့ရောက်သည့်ချိန်မှာအလောတော်ဝင်ဖြစ်နေကျွန်တော်တင်းမောပေါ်သို့ရောက်သည်နှင့်တင်းမောကလည်းကမ်းမ ွာလီတော်သည်အိမ်တော်မှညွန်ပွဲအကြီးတွင်၌နှစ်ခံထားရသဖြင့်ဂျုံဂျုံကြလျက်ရှိသော ကိုရင်ကြီးမဟုတ်သောကိုရင်ကြီးသည်တရားပေါ်မှလက်ပြ၍ကြံရိတ်ခဲ့လီတော်သည်ကုလီဘကွန်သည်ဘောတရားပေါ်တွင်လက်ပြ၍ကြံရိတ်ခဲ့သောကိုရင်ကြီးကိုကြည့်ကစိတ်မကောင်းဖြစ်မိလေတခါကရီရီမောမောပျော့ပျော့ရွှင်ရွှင်နေတတ်သောကိုရင်ကြီးသည်မရီနိုင်မမောနိုင်တော့ပေငရဲတမျှကြွက်ကြွက်ညံ၍နေ့စဉ်နေအမျှစားရေးနေရေးဝိရေးတို့အတွက် ပူလောင်နေရသောကရဝါဒအဖွဲ့စည်းညွန်ပူအိုင်တွင်၌နှိမ့်မြုပ်၍နေရရှာပြီးဖြစ်လေသည်ပုံနာပါကောဆိုသူကတိုက်တာအင်ချေစိန်ရွှေမြောက်များကိုစွန့်နိုင်စွမ်းရှိတော်လဲကိုဝင်ကြီးမှမူပုံနာပါကွန်ပေးလူခဲ့သည်အစွန်းထွက်မြသောငွေကလေးကိုမစွန့်ပြည့်ရနိုင်ခဲ့ပုံပုံနာပါကွန်ကမျှရင်ဤတနာပိုက်ကွန်ကိုဖြတ်တောက်ရုံထွက်နိုင်ခဲ့တော်လဲကိုဝင်ကြီးမှမူမိမိအားမဖန်မအုပ်ပါပဲလျက်ပိုက်ကွန်အတွင်သို့တိုး၍ဝင်သွားခဲ့ပုံတို့ကိုတွေးမိတဲ့ဖြင့်ပါကွန်ဤ တမ်နီကဲ့သို့မာကျော်ခံခံလာသောစိတ်ဓာတ်ကိုလေးစားကြည်ညိုမိလေတော့သည်ထို့ကြောင့်ပုံနာပါကုန်းအားမတွေ့တွေ့အောင် ရှာမည်ဟုဆုံးဖြတ်လိုက်လေတော့သည်တင်ရင်ဘက်မှရန်ကုန်သို့ပြန်ရောက်ပြီးနောက်ပါကုန်းသည်သူ့၏လုပ်ငန်းများအားမန်နေဂျာလူယုံတော်အစသည်တို့ဖြင့်လွှဲအပ်ကာမြန်မာပြည်ရှိမြို့ကြီးများသို့တမျိုးပြီးတမျိုးလှည့်လည်ကာပုံနာပါကုန်းအားရှာဖွေလေသည်ကိုလီပါကုန်းရှာဖွေပုံမှာမျိုးတစ်မျိုးသို့ရောက်ရင်းရှေးဥစွာ စာရိုက်သူသွား၍ဘာကုန်းမြည်ရှိသောသူတို့၏စည်ရင်းကိုစာပို့သမားများထံမှမေးမြန်းစုံစမ်းသွားရောက်လေသည်ထို့မှတပံတစ်မြို့လုံးသတင်းစာဖြန့်ချီရသောသတင်းစာကိုယ်စားလှယ်နှင့်တစ်မြို့လုံးမြမန်းတမ်းမိနေသောဘတ်စကားဂိမ်းများ၌ဘာကုန်းမြည်ပါသူတို့ကိုမေးမြန်း၍သွားရောက်တွေ့ဆုံလေသည်ဤသို့ပြုလုပ်ပြီးနောက်တရက်ွက်ပြီးတရက်ွက်တလန်းပြီးတလန်းဖိုင်းစိတ်တား၍ဘာကုန်းမြည်ပါသူတို့ကိုမေးမြန်းစုံစမ်းလေသည်ကိုယ်လီပါကုန်းကောပုံနာပါကုန်းလက်သည့်ယခုခါတိမ်ပေါင်းများစွာချမ်းသာကြွယ်ဝသောတရေကြီးဖြစ်နေပေပြီ အေးအေးဆေးဆေးစိန်ခံ၍နေသည်မှာလည်းအဲ့ကြောင့်တဲတဲမဲမဲရှာဖွေ၍နေရပါသည် ဟုဆိုရပါမူဘုံနာပါကွန်ကြီးအားဂျေဇူးဆက်လို့ဒီကတကြောင် အခြားအကြောင်းတစ်ခုမှာဘူလာလက်ဟောင်းဘုံနာပါကွန်သည် ချမ်းသာကြွယ်ဝလာအောင်မယဘကစူးစမ်းခဲ့ပြီးတကယ်တမ်းချမ်းသာကြွယ်ဝလာသောအခါ၌အဲ့ကြောင့်စီစဉ်ဥစ္စာများကိုဆွံ့လွှတ်၍အဝိတ္တတဲကိုတစ်ခုဖြင့်ထွက်ခွာ၍သွားရပါသည်ဆိုသည်ကိုတေချာကနာတိလိုလာဒီကတကြောင်ကြောင့်ဖြစ်လေသည် ်မြောင်များလာစွာသောစီစဉ်ဥစ္စာကိုဖွဲ့စကွဲသပွဲသဘောထား၍စွန့်လွတ်နိုင်စွမ်းသောသူ၌စွန့်လွတ်နိုင်လောက်သောအကြောင်းရှိပေမည်ထို့တူစွန့်လွတ်နိုင်သောစွန့်ဤတို့လည်းရှိပေလိမ့်မည်ဟုဘာကုံလက်တိတ်ကခိုင်မာစွာယုံကြည်နေလေသည် ထို့ကြောင့်မူလပုံနာဘာကုံကို တွေ့အောင်ရှာမည်တွေ့လင်မေးမည်ဟုသောရည်ရွယ်ချက်ဖြစ်လေသည် ထို့ကြောင့်သူသည်တုံးနေနီးပါးတိုင်အောင်မြန်မာပြည်နှံ့ပြားကိုငွေကုံလူပန်းခံ၍ကိုယ်တိုင်ကိုယ်ကျရှာဖွေခဲ့လေသည်ထို့သို့ရှာဖွေခဲ့ရရင်မြို့တိုင်းမြို့တိုင်း၌တကူဘာကုံတောင် ပါကွန်၊တပြပါကွန်၊လူလိန်ပါကွန်၊ကပိုင်းနိုင်ပါကွန်၊ဖျားလူကြီးပါကွန်၊စိန်ကောင်းပါကွန်၊ကားသမားပါကွန်၊ဖဲသမားပါကွန်၊မြင်းသမားပါကွန်၊အရာရှိပါကွန်၊ဖာကောင်းပါကွန်၊လူတုံပါကွန်၊မရကြောက်ပါကွန်စသောများစွာသောပါကွန်တို့အားတွေ့ခဲ့ပြီဖြစ်သည်။ထိုထဲတွင်သူ တွေ့လိုသောပုံနာပါကွန်ဆိုသည့်လူထူးဆန်းကြီးကိုမူတွေ့ဖို့ထား၍တွေ့နိုင်သောတဲလွန်စားကိုပင်မြင်ခဲ့ပြီ။ထို့ကြောင့်ပုံနာပါကွန်လက်သည့်သည်နောက်ဆုံးရောက်ရှိသောမိထီလာမျိုးမှာ မော်တော်ကားတစ်စီးကိုဝယ်ယူပြီးလင်ဒရိုင်ဘာတယောက်အားလဲငှားရမ်းကရန်ကုန်သို့ပြန်၍လာလေသည်။ဤမြရှာပါလျံမတွေ့ရခြင်းမှာမူလပုံနာဘာကွန်းသည်စစ်အတွင်း၌တည်ဆုံးပြီဟုသာယူဆဝယ်ရာရှိနေတော်သည်။ထို့ကြောင့်ပုံနာဘာကွန်းလက်သည့်သည်ပြောက်သောသူရှာလင်တွေ့ဆိုသောစကားကိုအာဂုပြုလျက်လူပင်မန်းစိတ်ပင်မန်းခံကားရှာဝေခဲ့ရသောအလုပ်ကိုလုံးဝရပ်ဆိုင်ပြစ်လိုက်လေသည်။ပုံနာဘာကွန်းလက်သည့်သည်ကားနောက်ခန်းတွင်ထိုင်လျက်မိတ်တီလာမရန်ကုန်သို့လိုက်ပါ၍လာလေ၏။ ကားမလွန်စွာပြေးတဲ့ကဲ့သို့ဒရိုင်ဘာမှလည်းကားမောင်းလွန်စွာကျွမ်းကျင်သည်ဖြစ်ရာနောက်မှလိုက်ပါလာခဲ့ရသောပုံနာပါကွန်လက်သည့်ဘူကားပြင်းပောက်မှတိုး၍ဝင်လာသောလေးအေးကလေးကြောင့်အထူးပင်စီစဉ်တွေ့လျက်ရှိပေသည်သူ၏စိတ်သည်ပော့ပါလျက်ရှိပေ၏နှစ်ရီလာများကြိုးစား၍ရှာဖွေခဲ့ရသောလုပ်ငန်းတာဝန်ကြီးတစ်ခုသည်ပော့ပါ၍သွားပြီဖြစ်သည်ဖြင့်ဆင်းရဲစရာဟု၍ပင်စဉ်းစား၍မရနိုင်တော့ပေထို့ကြောင့်ရန်ကုန်သို့ပြန်ရောက်သည်နှင့်မြို့မြို့ဖုံမှုန်သောလူစည်းစိမ်ကိုခန်းစားမိဟုတွေးတောလာခဲ့လေသည် စည်းစိမ်တကာတို့တွင်လည်းကာမဂုဏ်စည်းစိမ်ထက်တာလွန်သောစည်းစိမ်ကိုမျှနိုင်ရာအရွယ်မျိုးမျိုးသောရုပ်ရည်မျိုးမျိုးသောမိမတို့အားထိုက်တင်သောလစာရိတ်ခါကိုပေး၍ပေါင်းတင်ခြင်းဖြင့်ကာမဂုဏ်စည်းစိမ်ကိုခံစားမည်ဟုလည်းတွေးတော်၍လာလေသည်ပုံနာပါကွန်လက်သစ်သည်ကားနောက်ဖက်တွင်စိမ်ဖြင့်လိုက်ပါလာရင်ဖြူသောမိမညိုသောမိမဝါသောမိမပုသောမိမရှည်သောမိမတို့ကိုစိတ်ကူးဖြင့်ပေါင်းဖက်၍လာခဲ့လေတော်သည် နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတုတ္တပါ။